ာပါ The Red United ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့မှာတော့အပြောင်းအရွှေ့သတင်းအနေနဲ့တော့ကျွန်တော်တို့ United နဲ့အတူအများအတန်းသတင်းထွက်သတင်းကြီးနေတဲ့ဒီ Nigeria တိုက်စစ်မှုဖြစ်တဲ့ Bidda Osman ရဲ့အကြောင်း ဖော်ပြပြီးမှဖြစ်ပါတယ်။ဆိုတော့ဒီပီတာအိုစမန်ဟာလက်ရှိဆိုလို့ရှိရင်တော့နာပိုလီရဲ့ကစားသမားဖြစ်ပြီးတော့ဒါပေမဲ့ဒီနှစ်မှာတော့ဒီဂလာဒါဆာရီကိုတော့အငှားတော့ရောက်ကစားနေတဲ့ကစားသမားဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ United ရဲ့ဒီ recruitment team ကနေပြီးတော့မနာပိုလီရဲ့ဒီနာပိုလီမှာရှိတဲ့ဘောတော်ဝင်ရှိသူတွေနဲ့အတူအဲကစားသမားအလဲထက်ပုံစံမျိုးနဲ့ plus add on อโปสุจีเนี่ยบ่เนาะไอ้เหลียวสกาပြောခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာပါဘယ်ကစားသမားနဲ့လဲတော့မလဲဆိုရင်ကျွန်တော်တို့ United မှာရှိတဲ့လက်ရှိတိုက်စင်မှု Hawaiian နဲ့ Hawaiian Black ပြောင်းရွှေ့ခြင်းပမာဏတစ်ခုနဲ့အတူ Napoli ကိုကမ်းလှမ်းမှုအတွက်ကိုဒီကျွန်တော်တို့ United ရဲ့ recruitment team အနေနဲ့ Napoli ရဲ့တာဝန်ရှိသူတွေနဲ့စကားပြောခဲ့တာပဲဖြစ်ပါတယ်ဒီထက်မှာတော့ဘောနောကျွန်တော်တို့ United အနေနဲ့ဘောနောဆိုတော့ဒီ အဲဝိုင်လန်းကိုဝိုင်လန်းကိုပေးပြီးတော့မှပြောင်းရွှေ့ရွှေ့ပမာဏတစ်ခုအနေနဲ့ကျွန်တော်တို့က United ဘက်ကနေပြောပေးမယ်ဟောကျွန်တော်နာပိုလီဘက်ကနေပြောမှဒီ Osimhen ကို United ဘက်ထံလွှဲပြောင်းရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ကဟာ the ball uh, ဒီဒီ conversation ကိုတို့စခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာမှဒီနာပိုလီဘက်ကနေပြီးတော့မှဒီတို့အဲလိုချင်တဲ့အမောပမာဏတစ်ခုရှိပါတယ်ဆိုတော့ဒါကိုဒီ Daily Mail ရဲ့အဆိုအရပေါ့နော်ဆိုတော့ Napoli ထံမှဒီ United ရဲ့ Highland ဝိုင်လန်းရဲ့နောက်ထပ်အပိုပြောင်းချွေခြင်းအနေနဲ့ဆိုလို့ရှိရင်ဒီပေါင်33.5တန်းပေါ့နော်ထပ်ပြီးတော့ add on ပေးရမယ်ပေါ့ဆိုတော့အဲ့ဒါကဒီဝိုင်လန်း plus ပေါင်33.5တန်းဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်ဆိုတော့အဲ့ဒီပမာဏအထိကိုသူက login နေတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားက beta osiman ကတော့ဒီဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီကစားသမားအနေနဲ့ကတော့ တက်တေတော့ပြတ်ထားပြီးသားကစားမှာပေါ့နော်ဆိုတော့အတွေ့အကြုံပိုင်းအရာရောပြီးရင်5ပါ go ye finishing my area ရောဒီဆိုတော်တော်လေးတော့ကောင်းမွန်တဲ့ကစားသမားတူဖြစ်ပါတယ်။တို့ပေမဲ့လည်းကျွန်တော်တို့ concern ဖြစ်စရာတစ်ခုကတော့ကျွန်တော်တို့ဒီဒီကစားသမားရဲ့ခြေစွမ်းဟာဒီကစားသမားရဲ့ injury state လည်းရှိရပါတော့။တို့ပေမဲ့ဒီဒီ physical ဘိုင်းရောဒီ speed ဘိုင်းရောလိုတဲ့ဒီ premier league ကိုရောက်လာခဲ့လို့ရှိရင်ဒီကစားသမားအနေနဲ့ရုန်းကန်နိုင်ရည်ရှိလားဆိုတာကတော့ကျွန်တော်တို့က အာဒီ100% guarantee ပေးနိုင်ဘူးပေါ့နော်ဆိုတော့ဒီကစားသမား United ကိုအကယ်၍ပြောင်းရွှေ့လာမယ်ဆိုရင်တော့ ဒီကမှယုံကန်နိုင်ရမလားဆိုတာမယုံကန်ဘူးလားဆိုတော့ကျွန်တော်လည်းအာဘယ်လိုပြောမလဲအခုလက်ရှိ United မှာလာကစားနေကြတဲ့ကစားသမားတွေရဲ့အရှင်တွေကိုကြည့်ချင်းအားဖြင့်ကျွန်တော်ကမသိနိုင်ဘူးပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကစားသမားဟာအင်မတမဝါကလပ်အဆင့်ရှိတဲ့အဲကစားသမားတူဦးဆိုတာကတော့100%ရှင်းချက်ရှိချင်မရှိယုံကြည်ရမှာဖြစ်ပါတယ်ဆိုတော့ဒီမိရာဒီမှာဒီကစားသမားလက်ရှိပြထားတဲ့ status ဆိုလို့ရှိရင်အာပြိုင်ပွဲဆုံးပွဲပေါင်း40မှာဒီ30နဲ့မှ30နဲ့မှ69အထိကိုသူတွင်းထားတာဖြစ်ပါတယ်ဆိုတော့ဒီဒီနှစ်လက်ရှိပြထားတဲ့ဒီကစားသမားဒီ အာပီတာအိုရှီမန်ရဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်ဆိုတော့30နဲ့မှအာရှောက်ကိုဆိုတာကဒါတော်တော်ကြီးကိုကောင်းမွန်တဲ့ရှင်စွမ်းမြတ်ချွေစမ်းမြတ်ဖြစ်ပါတယ်ဆိုတော့အသက်အားဖြင့်လည်းကြည့်ရမယ်ဆိုတော့အသက်က20နဲ့မှရှောက်နေပဲရှိပါသေးတယ်ဆိုတော့အသက်26နှစ်ဆိုတော့ဒီနိုင်ဂျီးရီးယားကစားသမားဟာအင်ပတမကိုရှင်စွမ်းပြနေတဲ့ကစားသမားလည်းဖြစ်ပါတယ်တိုးပေမဲ့ဒီကစားသမားကိုစိတ်ဝင်စားနေအခုလက်ရှိဒီကစားသမားနဲ့အပြောင်းအရွှေ့အတန်းထွက်နေတာက ဒီ Man United တမျိုးနဲ့မဟုတ်ပါဘူး Man United တစ်တင်းနဲ့မဟုတ်ပါဘူးဆိုတော့ Chelsea ဆိုလို့ရှင်လဲပြီးခဲ့တဲ့နှစ်မှာတည်းကဒီဒီ Chelsea ကဒီ Osimhen က Chelsea ထံကိုပြောင်းရွှေ့လို့နီးနီးကိုဖြစ်ခဲ့တာပါဆိုတော့ဒါပေမဲ့လည်းရောင်းချေပမာဏနဲ့ဒီကစားသမားတောင်းတဲ့လောက်ခလာစားနဲ့သူတို့ရဲ့အဆင်မပြေဖြစ်တာနဲ့ Chelsea ကိုမရောက်ရှိသွားခဲ့ပဲနဲ့အခုချိန်မှာဆိုရင်သူက Napoli မှာဆက်ရှိနေပြီးတော့မှအဲအတင်းရဲ့ဒီနီးပြနဲ့လည်းပြဿနာတက်တဲ့အတွက်ကြောင့်မလို့ ူဟာအခုဆိုချင်ကလာတဆာရီကိုအငှားတော့ရောက်ကစားနေတာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ရာသီကုန်ပြီဆိုတာနဲ့သူဟာအတင်းထန်နာပိုလီတင်းထန်ကိုပြောင်းလာမှာဖြစ်ပါတယ်တိုးတိုးကြောင့်မို့ဒီကစားသမားရဲ့အပြောင်းရွှေ့တဲ့ဟာပြန်ပြီးတော့ပြန်ပြီးတော့လှုပ်ခတ်လာတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားဟာအခုလက်ရှိဆိုလို့ရှိရင်လဲ sorry ကလပ်တစ်ခုဖြစ်တဲ့ Al Hilal နဲ့လဲချိန်ဆမှုပြုလုပ်ထားတယ်လို့သတင်းတွေအများသိရပါတယ်ဆိုတော့ ဒီကသမားအနေနဲ့အလဟင်လာထံကနေပြီးတော့တနည်းလောက်ခအနေနဲ့ဆိုလို့ရှိရင်ပေါင်15တန်းလောက်ကိုရရှိဖို့အတွက်ကိုလည်းမျှော်လင့်နေတာဖြစ်ပါတယ်ဆိုတော့အလဟီလာဘက်ကလည်းဒီကသမားနေ့ရဲ့ဒီလက်လက်ရှိတောင်းခံထားတဲ့ဒီဘယ်လိုပြောမလဲလောက်ခလာဆိုင်နဲ့ပတ်သက်ပြီးလည်းသူတို့အတော့ကပြဿနာမရှိပါဘူးဒါပေမဲ့သူတို့မှလည်းတခုရှိတာကဒီဒီဒီပေါင်းရွှေကြီးပမာဏရဲ့ဒီကသမားရဲ့လောက်ခလာဆိုင်နဲ့ပတ်သက်ပြီးတော့သူတို့မှကသူတို့မှဒီသူတို့ရဲ့ဒီ government အနေပြီးတော့မှဒီအားကစားအတွက်ကိုပေါ့နော်ရန်ပုံငွေအနေနဲ့ထားထားတဲ့ကိစ္စတခုရှိပါတယ်အဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့ ဒီ government site ကနေပြောမှဒီဟိုဘယ်လိုပြောမလဲ green light မပြသေးတဲ့အတွက်ကြောင့်မလို့ဒီ L Hela ကဒီကစားသမားနဲ့အပြောင်းရှိုးလဲနည်းနည်းလေးကြန့်ကြာနေတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာမှဒီကစားသမားဟာဒီ L Hela ဆိုဒီ club ကိုပဲပြောင်းသွားမလား United ထံကိုပဲပြန်ရောက်လာမလားဆိုတာကတော့ကျွန်တော်တို့တစ်ချက်ဆောင်ကြရမှာဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်း L Hela နဲ့ကတော့ကစားသမားနဲ့ကလည်း positive sound နဲ့ဆိုတော့ positive sound နဲ့ conversation တွေကိုပြောနေရဆိုတဲ့သတင်းတွေကလည်းဆက်လက်ပြီးတော့ထွက်ပေါ်နေပါတယ်ဆိုတော့ကျွန်တော်တို့ United အနေနဲ့ နေရာတွေနေနေအခုပြီးခဲ့တဲ့ရက်ကပဲဒီဒီ level ရဲ့အပြောင်းအရွှေ့ဟာနည်းနည်းလေး concern ဖြစ်စရာရှိလာပါတယ်ဗာအဲ့ဒါဗာလဲဆိုလို့ရှိရင်ဒီလက်ခါလေး Chelsea ထံကို ပြောင်းရွှေ့ဖို့အတွက်ကိုသူ့အနေနဲ့စဉ်းစားနေရဆိုတဲ့ပုံစံမျိုးတွေကို report တွေအရာကျွန်တော်တို့ကတရှိထားခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့ United အနေနဲ့လည်းဒီလက်ကိုပဲဒီလက်ကိုပဲ iron side နေပဲအစားပါတော့အာဒီနောက်ထပ်ပြောင်းရွှေ့တစ်ခုအနေနဲ့ထပ်ပြီးတော့ဒီ Peter Osimhen ထံကိုပြန်ပြီးချင်းကတ်တဲ့ပုံစံကျွန်တော် မြင်ပါတယ်ဆိုတော့ဒီကစားသမားကိုပီတာအိုစီမွန်ရဖို့အတွက်ဆိုရင်နာပိုလီထံမှလိုချင်နေတာကတော့ Resman Wildland Black ပေါင်33တက်သမား5တန်ဖြစ်ပါတယ်ဆိုတော့ဘလိုမြင်ကြလဲခင်ဗျာကျွန်တော်ပြည်သက်ကြောဘလိုမြင်ကြလဲဒီကစားသမားဟာ Resman Wildland Black ပေါင်33တက်သမား5တန်ကဒီကစားသမားရဲ့အပြောင်းရွှေ့ကြီးအတွက်ကိုများလားနည်းလားဆိုတော့ကိုကျွန်တော်ရဲ့ comment section မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ဆိုတော့ဒီရဲ့ report ထဲမှာတော့ဒီကစားသမားတောင်းဒီကစားသမားတောင်းနိုင်တဲ့ ဒီဘယ်လိုပြောမလဲလောက်ခလာစာတော့ဖော်ပြထားခြင်းမရှိသေးပါဘူးဆိုတော့ဒီဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးနောက်ဆုံးထပ်ပြီးတော့ update တွေရခဲ့ရင်လည်းကျွန်တော်ပြန်လည်းမျှဝေပေးပါမယ်ခင်ဗျာအခုကတော့ဒီဟာ Epita Osman ရဲ့ဒီနေ့တက်ကရှင်းကပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ Daily Mail ရဲ့ report အရာကျွန်တော်ပြန်လည်းဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားကြပါလိမ့်ခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ